ဒီအဖွဲ့ရဲ့ဓာတ်ပုံဟာလှေဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားပါတယ်။ဒါပေမဲ့မိသားစုဝင်တွေကတော့ပန်းစာအုပ်နဲ့အင်စာချုပ်တွေကိုသာရှာဖွေရင်းအလုံများနေကြပါတယ်။လုံးဝကိုသတိမထားမိခဲ့ကြပါဘူး။အပေါ်ဓာတ်မှနေတဲ့အင်းဒီချင်းတယောက်ထဲကသာမူမမှန်တာကိုသတိထားမိခဲ့ပါတယ်။သူဟာတပုံတွေကအဖွားကမျက်နှာချက်ကိုပဲစောင်းပြီးကြည်နေတာကိုသတိထားမိသွားပါတယ်။ပြီးတော့သူတို့ကိုစကားတခုပြောလိုက်ပါတယ်။သူတို့ရှာနေတဲ့ပစ္စည်းကမျက်နှာချက်ပေါ်မှာရှိနေနိုင်တယ်လို့ပြောလိုက်ပါတယ်။ ဒီစကားကိုကြားလိုက်တဲ့အသားဖြစ်သူဟာချက်ချင်းပဲလှေကားယူပြီးတက်သွားပြီးတော့မျက်နှာကျဲရဲ့လေကားပေါက်ကိုဖွင့်လိုက်ပါတယ်။ဂေါလီလုံးတလုံးပြောကြလာခြင်းနဲ့အတူမျက်နှာကျက်ထဲမှာသူတို့ရှာနေကြတဲ့အမေဖြစ်သူရဲ့ဘန်စာအုံးနဲ့အင်စာချုပ်ကိုတွေ့ရှိသွားကြပါတော့တယ်။ဘသူသိနိုင်ပါတယ်လေအပေါ်တက်မှနေတဲ့ရှောင်းရန်ကဘန်စာအုံးနဲ့အင်စာချုပ်တို့ရဲ့ဒီနေရာကိုခန့်မှန်းနိုင်ခဲ့တာကတပုတ်နယ်ကအဖွာရဲ့အကြီးကျောင်းနဲ့အဲဒီဂေါလီလုံးတို့ကြောင့်ဆိုတာကိုပေါ့။ဘာကြောင့်လဲဆိုတော့ခုနကအိမ်မှာအေးဖို့ပြင်ဆင်နေတဲ့အချိန် ရုတ်တရက်ကြီးအောက်ကနေပြီးတော့ဂေါ်ဒီလုံးတစ်လုံးဟာထွက်လာခဲ့ပါတယ်။သူမလည်းတန်တရားဖြစ်တာနဲ့ဂဒင်အောက်ကိုမင်းနဲ့ထိုးပြီးကြည့်ကြည့်လိုက်တော့ရာလတ်အနေနဲ့ဘာကိုမှမတွေ့ရှိခဲ့ပါဘူး။ဒါပေမဲ့သူမဂေါ်ဒီလုံးကိုပြန်လှည့်လိုက်တဲ့အခါမှာတော့ကြောက်စရာကောင်းတဲ့ຢာတစ်ခုကိုတွေ့လိုက်ရပါတယ်။သူမကကြမ်းမြင်ပေါက်ထဲကနေအဖွားလိကိုတွေ့လိုက်ရတာပါ။အဲ့ဒီအချိန်ကလေးကရှောင်းရန်ကတခုခုမမမှန်နေဘူးဆိုတော့သိလိုက်ရတာပါ။ဒီလိုနဲ့အောက်တကအဖွားလီတို့အိမ်ကိုအမြန်ဆင်းသွားလိုက်ပြီးတော့သူတို့ရဲ့အိမ်တကားရှိရောက်တဲ့အချိန်မှာအဖွားလီဆုံးသွားပြီဆိုတာကိုသိလိုက်ရတာပါ။တိတ်ကိုတည်တာသွားပါပြီ သူခုနတုန်းကတွေ့လိုက်တာကအဖွားလီရဲ့ဝိညာဉ်ပါပြီးတော့ဒီလိုနဲ့ပဲသူမကတော့အဖွားလီတို့အင်္ဂါလူတွေအတွက်ဗန်စာအုံနဲ့အင်္စာချုပ်တွေကိုကူရှာပေးခဲ့တာပါတကယ်တော့ရှောင်းရံမှာငငယ်လေးကလေးကဒီလိုထူးဆန်းတဲ့အစွမ်းရည်တွေရှိနေတာပါမျက်လုံးကနေကွဲလွန်သွားသူတွေကိုမြင်ရပေမယ့်သူရဲ့မိသားစုဝင်တွေကတော့သူ့ကိုမယုံကြပါဘူးသူကတော့ဆေးရောဂါဖြစ်နေသူတယောက်ဖြစ်သတ်မှတ်ထားကြပြီးဆရာဝန်တွေစီမှာတွားပြခဲ့ကြပေမယ့်လေကုသလို့မပြောက်ပါဘူးဒီနေ့ရောက်တော့သူတို့မိသားစုဝင်တွေကစိတ်ကျဉ်နှံစရာကောင်းတဲ့အထုပါမောက္ခတရားရှာတွေ့သွားကြပါလေ ဆရာဝန်ကဘာယောဂလက္ခဏာလဲပြီးတော့ NDG ကရင်းတက်ရန်တက်မျိုးလုံးအကြောင်းကြားဘူးလားလို့မေးလိုက်ပါတယ်။ဒီလိုနဲ့ဆရာဝန်ကစိတ်ကစင်းကလေးရဖြစ်တာလားလို့မေးလိုက်တော့ဒီလောက်တောင်ရိုရှင်နေရင်ဆရာကိုလာရှာမနေတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်။မကြခင်မှာပဲရှောင်ရန်ကလောင်ရှွားတို့ရဲ့အိမ်ကိုရောက်သွားပါတယ်။နောက်ဆုံးမှာတော့ရှောင်ရန်ကအဖွားလီအကြောင်းကိုလောင်ရှွားကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့လောင်ရှွားကဝိညာဉ်တရားတွေဆိုတာကိုဘယ်တော့မှမယုံခဲ့ဘူးပါဘူး။သူကဒါတွေအလုံးကိုရှောင်ရန်လုံးချံပြောဆိုနေတဲ့ဇလန်းတွေလိုမှတ်ယူလိုက်ပါတယ်။ဒါကြောင့်ရှောင်ရန်ကဒုတိယဇလန်းကိုပြောပြရပါတော့မယ်။ အဲ့ဒီနေ့ကရှောင်းရံရဲ့မွေနေပါတောက်စားလို့ပြီးတော့ဘတ်စကားစီပြီးအိမ်ပြန်တော့မလို့ပြင်နေတာပါအချိန်ကတိတ်နောက်ကျနေပြီဖြစ်တဲ့အတွက်ကြောင့်ကားပေါ်မှာခီးတယ်ဆိုလို့သူမတူသေးတာပါပါတယ်မထင်မှတ်ထားပဲလမ်းတဝမှာရင်ကားကရုတ်တရက်ပြတ်သွားပြီးတော့မိရိကမိတုံမိတုံဖြစ်ကုန်ပါတယ်ရှီမောင်းကလည်းအချိန်အတော်ကြာစူးစားခဲ့ပေမယ့်မပြေနိုင်ခဲ့ပါဘူးဒါကြောင့်ရှောင်းရံလည်းကားပေါ်ကဆင်းပြီးတော့အိမ်ပြန်ရုံကလွဲပြီးရွေးချယ်စရာလမ်းမရှိတော့ပါဘူးဒါပေမဲ့သူကားပေါ်ကဆင်းပြီးခြေလမ်းပနဲ့လမ်းမမရှိရသေးခင်မှာပဲမြေပြင်ပေါ်မှာထိုင်နေတဲ့ကောင်မလေးကိုခလုတ်တိုက်သွားပါလေ သူမကရမ်းလန့်သွားပြီးတော့ကောင်မလေးကိုမေးလိုက်တော့ကောင်မလေးကဘာမှမဖြစ်သွားပါဘူးဒီလိုနဲ့အဲ့ဒီကောင်မလေးကိုညအချိန်ကြီးလမ်းမတစ်ယောက်တည်းဘာလုပ်နေတာလဲလို့မေးလိုက်တော့ထူဆန်းတဲ့ကောင်မလေးဟာပြတ်မဖြေခဲ့ပါဘူးအဲ့ဒီအစားမျက်ရည်တွေနဲ့သာသူမကိုပြန်ကြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဘတ်ကားဟာရောက်လာခဲ့ပါတယ်ရှင်မောင်ကကားကိုပြင်ပြီးသွားလို့ရှောင်းရံကိုလိုက်ပို့ပေးစီနေတာဖြစ်ပါတယ်ဒါပေမဲ့ရှောင်းရံကပြပြတသားညင်းဆိုလိုက်ပါတယ် ဒါပေမဲ့သူ့နောက်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာပဲခုနကတွေးလိုက်တဲ့ကောင်မလေးကိုရုတ်တရက်မတွေ့တော့ပါဘူး။ဒါပေမဲ့ဘတ်ကားထွက်သွားပြီးတဲ့အချိန်မှာတော့ကောင်မလေးဟာဘတ်ကားပေါ်မှာရောက်နေနေပါပြီ။ဒီတော့ကားနောက်ဘက်ကိုလည်းလမ်းလျှောက်လာပြီးတော့ဘတ်ကားနံပါတ်ကိုညွှန်ပြလိုက်ပါလေ။ဒီလိုနဲ့ရှောင်ရင်ဟာမသိစိတ်သေးခါနေအဲ့ဒီကားနံပါတ်ကိုမှတ်မိနေခဲ့ပါလေ။သူမဟာကားနောက်ကိုပြေးလိုက်နေတဲ့အချိန်မှာပဲကားလမ်းပြီးမှကတ်ထားတဲ့ကြောင်ညာစာကိုတွေ့လိုက်ရပါလေ။ရေမတော်တဆမှုအတွက်တိုင်တန်နိုင်ရင်စူချင်းငွေပေးမယ့်ကြေညာစာပဲဖြစ်ပါလေ။ပြီးတော့ကြောင်ညာစာရွက်ထဲကကောင်မလေးကခုနကကောင်မလေးပုံပဲဖြစ်ပါလေ။ လက်ဆက်သက်တော့ဒီကလေးမလေးကတည်ပြီးနေပါပြီ။သူမဟာဒီနေရာမှာကားမတော်တဆမှုဖြစ်ခဲ့ပြီးတော့ရင်မောင်းကထွက်ပြေးလွမြောက်နေတာဖြစ်ပါလေ။အဲအချိန်ကြာမှာရှောင်းရန်ကသဘောပေါက်သွားခဲ့ပါလေ။ခုနတော့ငါကောင်မလေးကသူ့ကိုဒါကြောင့်ကားနမကိုညွန်ပြနေခဲ့တာပါ။ရှောင်းရန်လည်းရဲကိုဖုံးဆက်ပြီးတိုင်ကြခဲ့ပါလေ။နောက်တော့ရဲတွေလည်းထွက်ပြေးနေတဲ့ရင်မောင်းကိုဖမ်းမိသွားခဲ့ပါလေ။အဲဒီအကြောင်းပါတဲ့သတင်းစာကိုရှောင်းရန်ကလောင်ရှားကိုပြလိုက်ပါလေ။ဒါပေမဲ့ဒါကရှောင်းရန်တရားရီကိုမြင်ရတဲ့ဆိုတဲ့အကြောင်းကိုယုံကြည်ဖို့မလုံလောက်သေးပါဘူး။ ဒီတရင်ကိုသူမြင်သွားပြီးမှဖန်တီးထားတဲ့ဇလံဖြစ်နိုင်တာပဲလို့ဆိုပြီးပြောလိုက်ပါတယ်။ရှောင်ရယ်လည်းတခြားတသက်ပြားစရာပြောပြခဲ့ပြီးမှလောင်ရှွာကမယုံကြည်နေတာကိုတွေ့လိုက်ရတော့ရှောင်ရယ်လည်းအနေငယ်စိတ်တူလာပါတယ်။လောင်ရှွာလည်းတည်နေပါတယ်။သူမဟာစိတ်ရောဂါကုစရာဝင်နေတဲ့အပေါ်မလုံးမုံတီးမှုတွေပြင်နေတယ်ဆိုတော့သူမရဲ့စေကူတာမှုမတန်းအရာသူမဟာငယ်စဉ်ကတည်းကမိဘတွေဆွန့်ပစ်တာကိုခံခဲ့ရပြီးတော့မိသားမိဘတွေကသူမကိုစိတ်ရောဂါကုစရာဝင်အများပြားနဲ့ပြပီးခဲ့တာကြောင့်သူမရဲ့စိတ်ထဲမှာဒီလိုမုံတီးစိတ်တွေပေါက်ဖွာလာခဲ့တာဖြစ်နိုင်ပါတယ်။ တောင်ရွာလည်းအတွေးမြင့်ပြောင်းသွားခဲ့ပြီးတော့သူမငယ်စဉ်တုန်းကစွပြင်းခံရတဲ့အကြောင်းလေးပြောပြခိုင်းခဲ့ပါတယ်။ရှောင်းရံအသက်လေးနှစ်အရွယ်တုန်းကသူမရဲ့မိဘတွေကသူမကိုဝစားခွင့်ကိုခေါ်သွားခဲ့ကြပါတယ်။အဲဒီနောက်မှာသူမရဲ့အိတ်ထောင်တွေကိုစားတဆောင်ထည့်ပေးပြီးတော့ချက်ချင်းပဲပျောက်သွားကြပါတယ်။သူမကမိဘမဲ့အကြောင်းကိုပုခံလိုက်ရတဲ့အဲဒီနေ့တုန်းကကြောင်မီပန်းလေးတွေဒီထဲမှာဝယ်ပြန်နေပြီးမြေကြီးပေါ်မှာအနီရောင်ပန်းတွေပြန့်ကျဲနေကြတာကိုမှတ်မိနေခဲ့ပါတယ်။ပြီးတော့အဲဒီစားတဆောင်ကသူမမိဘတွေရဲ့တည်တန်းစားပါ သူတို့ရဲ့စီပွားရေးတွေကြရှုံးသွားတာကြောင့်အကျွေးတွေမဆန်နိုင်တော့ဘဲနောက်ဆုံးမှာတော့ကိုကိုကိုတက်တည်မဲ့နီလန်ကိုရွေးချယ်သွားခဲ့ကြတာပါ။ဒါပေမဲ့လောင်ရွှာကသူမရဲ့ပြောကြားချက်ထဲမှာပြဿနာတခုကိုရှာတွေ့သွားပါလေ။သူဟာတန်းစင်ခံနဲ့ဝင်သွားပြီးတော့အတန်ကာဖို့ရည်ပါးကိုဖွင့်ပြီးတော့သူ့ရဲ့တငယ်ချင်းဖြစ်သူထံကိုဖုန်းခေါ်ခဲ့ပါလေ။ပြီးတဲ့အခါမှာတော့ဘလို့အပင်ကသူရတီအချင်းရောက်လာရင်ကြောင်မီပန်းလိုအငွေတွေလှည်တဲလွင်ပြီးတော့မြေကြီးပေါ်ပန်းအနီတွေကြွေကြတက်လဲလို့မေးလိုက်ပါတယ်။တငယ်ချင်းဖြစ်သူကလည်းမှုပင်ဖြစ်နိုင်တယ်လို့ဖြေလိုက်ပါတယ်။ဒါပေမဲ့လည်းမှုပင်တွေကတောင်ပိုင်းမှာပဲရှိတာလို့ပြောလိုက်ပါတယ်။ ရှောင်းရံကိုဆုံးပြခဲ့တယ်မိဘမဲ့ចောင်းကမြောက်ပိုင်းမှာရှိတာပါဒီချက်တွေကနေတစဉ်ရှောင်းရံလင်ပြောနေတယ်ဆိုတော့သိလိုက်ပါတယ်သူမရဲ့မျက်ញံတွေကပဲပြဿနာရှိနေတာလားဆိုတော့သိရဖို့လောင်ရွှာကသူ့ရဲ့ယုံကြည်ရတဲ့တငယ်ချင်းကိုရှောင်းရံရဲ့နောက်ចောင်းကိုဆုံးဆန်းထားခိုင်းလိုက်ပါတယ်ပြည်တဲ့ခါမှာတော့အဲ့ဒီအချိန်မှာပဲရေကန်တွေကရေတွေကအပြင်ကိုရှန်ထွက်လာပါတယ်။တောင်ရွှာကရေကိုကြောက်ပုံပေါ်ပြီးတော့ချက်ချင်းပဲဖုန်းကိုချလိုက်ပြီးတဲ့နောက်ပြာရခက်ခါရေပားကိုအမြန်သွားပေးလိုက်ပါတယ်။စိတ်အေးအေးထားပြီးထွက်သွားတဲ့နောက်မှာသူ့အခန်းလေးကိုပြန်သွားလိုက်ပါတယ်။ ။ရှောင်ရွန်ရဲ့စိတ်ထဲကအကြောင်းအရာကိုသိချသိရဖို့အတွက်လောင်ရွာလေရှောင်ရွန်ကိုအိမ်မွေးချကုသနီတုံဖို့ဆုံးဖြတ်လိုက်ပါတယ်။လောင်ရွာလေအိဆောက်နာရီတလုံးကိုယူခဲ့ပြီးတော့ရှောင်ရွန်ရှိမှာအကျိန်နှဲငယ်လောက်ဝေးရန်လိုက်ပါတယ်။ရှောင်ရွန်လည်းချက်ချင်းဆိုသလိုမျိုးအိမ်မက်ကဘာထဲရောက်သွားပြီးတော့လောင်ရွာရဲ့အကြံပေးချက်အရာသူမဟာအိမ်မက်ကဘာထဲမှာတရောက်နေပြီဖြစ်တဲ့တစ်သားတကားကြီးကိုတွေ့လိုက်ပါတယ်။သူမလည်းအရင်ကတွေ့ဘူးသလိုပဲပြောတော့လောင်ရွာကသူ့ကိုတကားဖွင့်ခိုင်းလိုက်ပါတယ်။ ဒါပေမဲ့သူမအแทကိုဝင်မလို့ပြင်နေတော့မှာပဲလက်ကရုတ်တရက်နာကျင်သွားပြီးတော့သွေးဆက်လေးတစ်ခုထွက်လာပါတယ်။ရှောင်းရံလည်းချက်ချင်းဆိုသလိုစူပါဘောကနေထိုင်နေရမှနိုးလာခဲ့ပြီးတော့ထိတ်လန့်နေတဲ့မျက်လုံးများနဲ့ကြည့်လိုက်ပါတယ်။လောင်ရွှာကမင်းဘသူကိုတွေ့ခဲ့တာလဲလို့မေးတော့ရှောင်းရံကကျမမဟုတ်ဘူး။ကျမကိုလာမရှာပါနဲ့။ကျမရှင်တို့ကိုကူညီမပေးနိုင်ဘူး။ရှင်တို့ကတည်ပြီးနေကြပြီ။ကျမကိုအလွတ်ပေးကြပါလို့ပြောလိုက်ပါတယ်။သူမဒီလိုခန်းစားနေရတာကိုမြင်တော့လောင်ရွှာလည်းချက်ချင်းပဲသူ့နောက်မှာရှိတဲ့တကားကိုဖွင့်ခိုင်းလိုက်ပြီးတဲ့နောက်လက်တေးဘွားကိုပြန်ရောက်စီခဲ့တာပါ ူမဟာရေကန်တစ်ခုလည်းရှိတယ်။ဆိုဖာတစ်ခုလည်းရှိတယ်လို့ပြောပြန်တော့လောင်ရွာလည်းဒီအရာတွေအားလုံးကိုမှတ်စုထဲမှာရေးချလိုက်ပါတယ်။ခေါင်းလှည့်ကြည့်လိုက်တော့ကိုရိုင်းလည်းအိမ်မက်ကဘာထဲရောက်နေကြောင်းသိရှိသွားပါတယ်။အဲ့ဒီအချိန်မှာပဲအနောက်ကိုပြန်လဲကြည့်လိုက်တော့ရှောင်းရန်ဟာရုတ်တရက်ပေါ်လာခဲ့ပြီးသူ့ကိုရေထဲတွန်းချလိုက်ပါတယ်။သူကတော့အသက်လူကယုံကန်ရင်နဲ့ပဲရေအောက်ထဲကိုကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲချက်ချင်းဆိုသလိုအလုတ်ခန်းထဲကဆိုဖာပေါ်ကနေပြန်ပြီးနိုးလာခဲ့ပါတယ်။ ဒါပေမဲ့ရှောင်ရန်ကတော့သူ့ကိုအလွန်နိုးကြားရှင်းလင်းတဲ့အကြည့်မျိုးနဲ့ကြည်နေပါတယ်။လောင်ရွာကသူမလှည့်စားနေတယ်လို့တန်တရားဝင်သွားပါတယ်။ရှောင်ရွာရဲ့မျက်နှာကတော့ဘာပြမှမရှိသလိုဖြူစင်နေပါတယ်။အဲ့ဒီအချိန်မှာပဲလောင်ရွာရဲ့တငယ်ချင်းကဖုန်းခေါ်လာပါတယ်။ရှောင်ရွာရဲ့နောက်ကျောင်းကိုသူစုံစမ်းပြီးသွားပြီးလက်ဆက်သက်တော့သူမကနှစ်ချိန်တော့ဆုပ်ပြစ်ခံခဲ့ရတာပါ။ပထမအချိန်တုန်းကတောင်ပိုင်းမှာဖြစ်ပြီးအနီရောင်လဲမှုပန်းတွေကြွေကြားခဲ့တဲ့နေရာပါ။နောက်တော့ပထမမွေစာမိဘတွေကသူမကိုမြောက်ပိုင်းကိုခေါ်ခဲ့ကြတာပါ။သူမမှတ်မိနေတဲ့အဲဒီအချိန်ကတကယ်တော့မွေစာမိဘတွေပြစ်သွားခဲ့ကြတာပါ။ သူတို့ကသူတို့ကိုသူတို့တတ်တည်ခဲ့ကြတာလည်းမဟုတ်ပါဘူးသူတို့ကလေးအရင်မွေးဖွားခဲ့ပြီးမလို့သူမကိုဆုံးပြစ်သွားခဲ့ကြတာပါကိုကုတ်ကိုတတ်တည်ခဲ့ကြရဲဆိုတော့အတူပါအကြောင်းရင်းကတော့ပြမှုကျွလွန်ထားတာကနေထွက်ပြေးဖို့ပါပဲအဲ့ဒီအကျိမိဘမဲခေယာမှာဆုံးပြစ်တုံးကကောင်းကင်တစ်ခုလုံးကြောင်မိပန်းတွေပြင်နေတယ်လို့ပြောခဲ့တာကသူနှစ်ချိန်ဆုံးပြစ်ခံခဲ့ရတဲ့အမှတ်တရတွေရောထွေးသွားတာပါသူပြောခဲ့တဲ့တရေနှစ်ချိန်တွေ့ခဲ့ဘူးရဲ့ပုံမြင်တွေကလည်းသူစုပ်ပြစ်ခံခဲ့ရတဲ့အတွေ့အကြုံတွေကဖန်ခေါ်လိနေမိဘစုပ်ပြစ်ခံရလို့စိတ်ဒဏ်ရာရခဲ့တဲ့အကြောင်းအရာတွေကိုပေါင်းစပ်ပြီးပြောတာလို့လောင်ရွာကယူဆပြီးတော့ သူမပြောနေတဲ့တရားပုံမြင်ကအလိညာရီလို့လောင်ရှားကကောက်ချက်ချလိုက်ပါတယ်။ရှောင်းရယ်လည်းစိတ်တူလာခဲ့ပါတယ်။လောင်ရှားလည်းဒါကိုအခွင့်ကောင်းယူပြီးတော့သူနဲ့ဆေးဆက်ထားတဲ့သူတို့သားလောင်းကရောဘလို့ဖြစ်တာလဲလို့မိလိုက်ပါတယ်။လက်ဆက်သက်တော့လောင်ရှားကအစောကတည်းကရိပ်မိနေပြီးသားပါ။သူမဝင်လာကလေးကဘေဘက်လက်ကလေးကိုစတိုက်ကင်ထားခဲ့တာကိုသူသတိထားမိပါတယ်။စေးမှတ်တန်းတွေအရာသူမဟာအိမ်တော်မရှိသူတယောက်ဖြစ်ပေမဲ့သူမရဲ့လက်မလက်စွပ်တခွင်းကရှိခဲ့ဟန်တူပြီးတော့သူမရဲ့ချစ်သူအကြောင်းလည်းတခါမှမပြောပြဘူးပါဘူး။ဒါဆိုရင်တော့ဖြစ်နိုင်ခြေတစ်ခုပဲရှိပါတော့တယ်။ သူမကတမင်ရှောင်နေခဲ့တာဖြစ်ပြီးလောင်ရှွာရဲ့အမိကိုထိတ်လန့်သွားပါတယ်။သူမဟာပဆိုင်အကိုကောက်ယူပြီးတော့ချက်ချင်းထွက်သွားဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအခန်းထဲမှာရုတ်တရက်မီးပြတ်သွားခဲ့ပါတယ်။လောင်ရှွာကအမောင်ထဲမှာ secret ကိုမီးညှိလိုက်ပါတယ်။ secret မီးနဲ့အတူမီးတွေလည်းပြန်လင်းလာခဲ့ပါတယ်။လောင်ရှွာလည်းကုသမှုကိုအဆုံးသတ်ဖို့ပြင်လိုက်ပြီးမြောင်ရံလည်းရုံတကားကနေထွက်သွားဖို့ပြင်လိုက်တဲ့အခါရုတ်တရက်ဆိုသလိုမိဘမဲခင်ရတဲ့ရောက်သွားပြန်ပါတယ်။လောင်ရှွာသူကိုထပ်ပြီးအိမ်မွေးချလိုက်ပြန်ပါပြီ။ သူမှလည်းမိဘမဲ့ကြောင့်နေမှာနောက်ထပ်ကုတ်ကုတ်ကိုတွေ့လိုက်ရပါတယ်။အဲဒီချိန်မှာသူမဟာအောင်မြင်တဲ့ကျောင်းသားတယောက်ဖြစ်နေနေပြီးမိဘမဲ့ကီဟာကိုပြန်ရောက်သွားတဲ့အခါစေတနာဝန်ထမ်းကောင်းလေးတယောက်နဲ့တွေ့ခဲ့ပါတယ်။နှစ်ယောက်သားမေတ္တာတဝင်ခဲ့ကြပြီးတော့လက်ထပ်မဲ့ရက်ကိုယ်တော်သတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့အနာဂတ်သတို့သားလေးဟာရုတ်တရက်လောကကြီးတွေကထွက်သွားခဲ့တဲ့အချိန်မှာအဲဒီကောင်းလေးကငါဘာကြောက်တည်သွားခဲ့တာလဲ။မိငါကိုဘာလို့တတ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။အဲဒီအချိန်မှာရှောင်းရန်ကကျမမဟုတ်ဘူးလို့ပြောနေခဲ့ပါတယ်။ အိမ်မက်ထေကရှောင်းရံကအမှန်တိုင်းပြောတော့မယ့်အချိန်မှာလက်တစ်ဖက်ကသူမကိုလမ်းဆွဲလိုက်ပါတယ်။ရှောင်းရံလည်းလောင်ရွှာမီတာတွေကိုပြန်မဖြေတော့ပါဘူး။လောင်ရွှာဒီတစ်ခေါက်အိမ်မွေးချတာပြီးဆုံးသွားပါပြီ။ပြီးတော့သူဖြစ်နေတဲ့ယောဂကိုလည်းအကြမ်းမြင့်ခံမှန်းမိသွားပါပြီ။သူမကသူ့ကိုယ်သူတရားရီမြင်ရတယ်လို့အခိုင်အမာယုံကြည်နေတာပါ။တကယ်တော့ဒီနေ့အတော်အတွင်းသူမဟာကုသမှုတွေကိုခံနိုင်ရည်ရှိခဲ့ပြီးသူမရဲ့မတိစိတ်ကနေဒီဇလန်းတွေအားလုံးကအစစ်မှန်တွေလို့ယုံကြည်စေခဲ့တာပါ။တနေ့နေ့မှာသူရဲ့သတို့သားလောင်းနဲ့ပြန်ဆောင်နိုင်ဖို့မျှော်လင့်နေခဲ့တာပါ။ လောင်ရွှာကသူမသူကိုသူမယုံကြည်နိုင်ဖြစ်နေတာကိုတွေ့လိုက်တဲ့အချိန်မှာပဲရှောင်းရန်ကရုတ်တရက်ထားရလိုက်ပြီးလောင်ရွှာကိုပြောလိုက်ပါတယ်။ဘာကြောင့်အခန်းတကားကိုဖွင့်ပေးလိုက်တာလဲ။ရှင်တော်မှာလူနှယောက်ရန်နေတယ်လို့ပြောလိုက်ပါတယ်။ဘာကြောင့်မှန်းမသိဒီစကားကိုကြားတော့လောင်ရွှာလည်းစိတ်ရှုပ်ထွေးသွားပြီးတော့ချက်ချင်းပဲဒီနေ့ကုသမှုကိုအဆုံးသတ်လိုက်ပါတယ်။ဒါပေမဲ့ရှောင်းရန်ကဆက်ပြီးပြောနေခဲ့ပါတယ်။သူတို့ကယောက်ျားတယောက်မိမတယောက်မိမကစပင်ကမဲနေနေပြီးဖားလျားချထားတယ်။မျက်နှာကဖျဲစီပုံရှိပြီးမျက်လုံးကလာတယ်။ယောက်ျားရဲ့ပုံစံကစပင်ထူပြီးမျက်ခွန်တစ်ခုရဲရှိပါတယ်။ သူပုံစံကစကားပြောရတာတိတ်ကြိတ်ပုံမပေါ်ပါဘူးရှင်သူတို့ကိုတီလာလို့မေးလိုက်ပါတယ်ပြောနေရင်လည်းရှောင်ရံကစပွဲပေါ်ကရီကွက်ကိုခိုင်ကားမှောက်လိုက်ပါတယ်အဲဒီနောက်ရှောင်ရံကရှင်ကားရီကြောက်တက်တယ်လို့သူတို့ကပြောတယ်လို့ပြောလိုက်ပါတယ်လောင်ရွှားလည်းစိတ်တူလာတော့သူကဘသူလွတ်လိုက်တာလဲဆိုပြီးရှောင်ရံကိုမေးလိုက်ပါတယ်ရှောင်ရံရဲ့အဖြေကိုစောင့်မနေတော့ဘဲလောင်ရွှားကချက်ချင်းထွက်သွားဖို့ပြင်မာတော့တယ်အဲဒီအချိန်မှာပဲသူကလောင်ရွှားကိုလှမ်းဆွဲလိုက်ပြီးတော့သူ့ကိုပြောလိုက်ပါတယ်အဲ့ဒီနှစ်ယောက်ကအခုမှရေထဲကနေတက်လာတဲ့သူတွေထင်တယ်လို့ပြောလိုက်ပြီးလောင်ရွှားရဲ့ပခုံးပေါ်ကိုရေနှဲငယ်လောင်းချလိုက်ပါတယ် ရုတ်တရက်လောင်ရှားမယုံကြည်နေတာကိုတွေ့လိုက်ရတော့ရှောင်းရံလဲရုတ်တရက်လေတကြီးလို့អော်ပြောလိုက်ပါတယ်။လောင်ရှားလဲရုတ်တရက်အာအာတင်သွားတယ်။ဒီစကားကအရင်ကဇနီးတဲ့သူ့ကိုခေါ်တဲ့အမိပြောင်မှာဒဇိန်တယောက်ဖြစ်တဲ့ရှောင်းရံကဘလို့များတည်သွားတာပါလဲ။ရှောင်းရံကလည်းထပ်ပြောပါတယ်။နောက်တရရင်တော့မှဘယ်ရာကမှပြန်မကဲတည်နိုင်တော့ပါဘူး။သူကရှင်သူ့ကိုတောင်းပန်နေလို့ပြောတာလဲထပ်မကြားချင်တော့ဘူးလို့ပြောလိုက်ပြန်ပါတယ်။ဒီစကားတွေကိုကြတော့လောင်ရွှာလေးအမြန်ထက်သွားဖို့လုပ်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲရှောင်းရံကသူ့ကိုဆိုဖာပေါ်မှာတွန်းချလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲတခံလုံးကမောင်မဲသွားပြီးတော့ရှောင်းရန်ကသူ့ကိုပြောလိုက်ပါတယ်အဲ့ဒီအမျိုးသမီးပြောတာရှင်သူ့ကိုမိကုန်းနေမိခဲ့ဘူးတယ်အဖြေကတသက်လုံးပါတယ်